ကဲအဲ့တော့အခုဒီညဘက်မှာပေါ့နော်ကျွန်တော်ညဘက်ညဘက်အိတ်ခံနီးမှာဒီကျွန်တော်ဒီ bybit နဲ့ပတ်သက်ပြီးတခုပြောချင်တာရှိတယ်။ဆိုတော့ကျွန်တော်တို့ကဒီ crypto နဲ့ပတ်စံစုဖို့ဘယ်လောက်ထိလွယ်လဲပေါ့နော်။ဘယ်လောက်ထိလွယ်လဲ။ဒီ crypto နဲ့ပတ်စံစုဖို့ကျွန်တော်တို့ကိုကလာစာတွေအများကြီးရမှစုနိုင်မှာလားပေါ့နော်။ဟိုကဘယ်လိုပြောမလဲလာစာတွေ အများကြီးမရလို့ဒီခရစ်တိုတွေဝယ်ပြီးတော့မစုနိုင်ဘူးလားဗောနော်ဆိုတော့အဲ့လိုမဟုတ်ဘူးเนาะတကယ်ကဒီဒီပုံမှန်လားစာဗောနော်ဒီ၄၅6သိန်းလောက်ရတဲ့လူတယောက်ဆိုရင်ပဲဒီခရစ်တိုနဲ့ဒီပတ်စံစုလို့ရတယ်เนาะဆိုတော့ဘာလို့ရလဲဆိုတော့ကျွန်တော်ခုနကပြောသလိုပဲဒီမှာကျွန်တော်တို့ ဒီ Bybit crypto exchange မှာကျွန်တော်တို့ဒီမှာ B2B ပီတူပီ trading ဆိုတာလေးရှိဆိုတော့အဲ့ထဲမှာဆိုရင်ကျွန်တော်တို့ကကိုမှာရှိနေတဲ့ဒီ KP AYA P CB P Wave P UAB P P အားလုံးနဲ့ကျွန်တော်တို့က USDT ကိုထည့်တန်းပြီးတော့ဝယ်လို့ရတယ် USDT ဝယ်ဖို့ကိုလူချင်းတွေ့စရာမလိုလူလူချင်းတွေ့စရာမလိုနော်ဒီထဲမှာကျွန်တော် P2P trading ဆိုတဲ့တဲ့ကိုဝင်လိုက်ဝင်လိုက်လို့ရှိရင်ဒီမှာရောင်းတဲ့လူတွေရဲ့ list ကျလာမယ်အဲ့ထဲကနေတန်းပြီးတော့ဝယ်လို့ရတယ်ဆိုတော့ဝယ်တဲ့အခါမှာလည်းကျွန်တော်ပြောခဲ့တယ်လို့ပဲ အများကြီးဝယ်เสียရမလို့အများကြီးဝယ်ရမယ်လို့ပြောမထားဘူးဘယ်သူမှเนาะအ ਨੇ စုံမြန်မာငွေ8000လောက်ကနေစပြီးတော့ဝယ်လို့ရတယ်เนาะ8000လောက်ကနေစပြီးတော့ဝယ်လို့ရတယ်เนาะ8000တောင်းပေါ့เนาะဒီမှာဆိုရင်တော့ဒီ Evolve MM ကကြတော့မြန်မာငွေ1000ကနေစပြီးတော့30အထိဝယ်ခွင့်ပေးထားတယ်သူရှိရနေဝယ်မယ်ဆိုလို့ရှိရင် ဆိုတော့အဲ့လိုမျိုးပေါ့နော်ဒီ evolve mm ဆိုတဲ့ဒီရောင်းတဲ့လူပေါ့အဲ့ဒီလူကရောင်းတဲ့ merchant ပေါ့သူ့ရှိမှာသွားဝယ်လို့ရတယ်သူ့ရဲ့ဘေးနားကနေပြီးဒီမှာဒီမှာ buying ဆိုတဲ့ cloud ကိုနှိပ်ပြီးတော့ဝယ်လို့ရတယ်ဆိုတော့မြန်မာငွေမြန်မာငွေ1000လောက်ကနေစပြီးတော့ဖြည်းဖြည်းချင်းဝယ်ပြီးတော့စုလို့ရတယ်